2025ခုနှစ်ဧပြီလ22ရက်နေ့မြန်မာစံတော်ချိန်ည9:56မိနစ်အချိန်ခန့်တွင်အိန္ဒိယမြန်မာနယ်စပ်အနီးချင်းပြည်နယ်တွင် မော်လိုင်းမြို့၏အနောက်တောင်ဘက်49ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ရစ်ချက်တာစကေးလေးအဆင့်နှင့်အင်အားအတင်းတင်းရှိသည့်ညင်းငလျင်တစ်ခုထပ်မံနှုတ်ခတ်ခဲ့ပါသည်ငလျင်လုံးမြင့်တဘာဝဘေးနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်မှာပွဲစုနေသည့်အပေါ်အဆိုပါနမိတ်ဆိုးတွေကိုတံပြန်နိုင်တဲ့နီလန်းတွေကိုအကြအမြင်စရာလင်းညို့တာယာကပြောပြသွားသည်မို့နားဆင်ပေးသွားကြပါအောင်ရှင်။ကဲအောင်မေမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညို့တာယာပါ။ကဲမနေ့ကတော့ကျွန်တော်နော်ဂျွန်နော်ဗါလေနမိတ်တွေဟောတယ်ဗောနော်ဆရာဂျွန်လို့ပဲကျွန်တော်ပြောပါမယ်။ဆရာဆရာချင်းဆိုတော့တတ်တူဘာကြီးဖြစ်နေပြီလေဗောနော်။ တော့သူ့ထဲမှာတော့ဒီ22ရက်နေ့နေ့လယ်7:00နာရီ27မိနစ်လားမသိဘူးအဲ့အဲ့ချိန်မှာငလင်အကြီးထလုပ်မယ်သူပြောတယ်ပြောတဲ့အခါကျတော့ကျွန်တော်တို့ကျွန်တော်နဲ့ပတ်သက်တဲ့သူများစုပြောတယ်ဖြစ်စရာအကြောင်းမရှိဘူးဖြစ်ဖို့လည်းမရှိဘူးမတွေ့ဘူးမတွေ့ဘူးဆိုတာတော့ဆက်နေမှာမတွေ့လို့မတွေ့ဘူးပြောတာဗျာတွေ့ရင်တော့တော့စက်ပိတ်ပိတ်ပါအဲ့တော့နောက်တစ်ချက်ကတော့ဘာလဲဆိုတော့အတန်ကြောက်ဖားသေးတဲ့ကိစ္စမျိုးမဖြစ်လာစေအောင်လည်းပါတယ်။ကျွန်တော်တို့ တောက်ပါလိမ့်မယ်ကျွန်တော်တမိုင်းနေမှာလားရုပ်တက်စကားနေမှာလားတော့မပြောတတ်ဘူးငါတော့ဘောငါတော့ဘောနော်ငါစကောငါစကောဆိုပြီးရောလေငါစကောဟိုတက်ကြီးလာပြီဆိုပြီးရောမျိုးမျိုးပြတ်သွားပါလားဆိုဖြစ်စေဖြစ်ခဲ့ကြလေဆိုပြောခဲ့ကြလားရှိရအဲ့တော့ဟိုကျွန်တော်ဒီစကားတွေမှာလည်းအဲ့လိုစကားကြောင့်ပြက်စီးသွားရပါတယ်စကားကြောင့်အပြက်တွေဖြစ်ရပါတယ်ဆိုတာကိုကျွန်တော်အနေနဲ့မလို့စေချင်ဘူးမဖြစ်စေချင်ဘူးအဲ့တော့ဆရာကြီးမသိခရဲ့တပည့်ရဲ့ဆိုင်းမသိခကိုယ်တိုင်ကလည်းဘာသုံးသုံးခဲ့ဘူးလားရှိလဲဆိုတော့ အခုခုတဲ့နမိတ်ဆိုးတွေကိုမြင်ရတယ်နမိတ်ဆိုးတာတွေကိုကြားရတဲ့အခါမျိုးတွေမှာဆိုရင်လည်းစိတ်ကိုရှင်းရှင်းထားပြီးတော့တဲ့စိတ်ထရနေလို့မှအရင်နမိတ်ဆိုးတာငါနဲ့မသက်ဆိုင်ဘူးအားလုံး cancel 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 ဆိုပြီးတော့ရုပ်ပေးရတယ်ဟိုမန်တန်တပုတ်လို့ရုပ်ပေးရတယ်ဆိုပါတယ်အဲ့တော့ cancel ဆိုတဲ့တလုံးကပါလေဆိုဟိုနမိတ်ဆိုးတွေကိုဖယ်ပေးတယ်ပေါ့မြန်မာမှာဆိုရင်တော့လို့ရှိတယ်မြန်မာမှာဆိုရင်တော့ရုပ်ကားတဲ့ဟာတွေရှိတယ်ဆို ကားနဲ့ပတ်သက်တဲ့နမိတ်ဆိုရင်ကားနဲ့ပတ်သက်တဲ့ခါတော်ရွေးရတယ်ခါနဲ့ပတ်သက်တဲ့နမိတ်ဆိုခါနဲ့ပတ်သက်တဲ့ခါတော်ရွေးရတယ်ခါတာအကြီးကြီးတယ်အဲ့ဒါမဟုတ်ဘဲနဲ့ဒါမှမဟုတ်လည်းနမိတ်ဆိုရင်တခုခုကြားရအောင်လို့ဆိုရင်ဘာရောက်တာလဲဆိုဟိုရန်တုံနိမိတ်တန်လို့ခေါ်တဲ့ဒီအဲ့တုပ်ကိုရွတ်မလားနောက်ပြီးတော့သူ့နက္ခတန်ရံဆိုတဲ့အစရှိတဲ့ခါတာကိုပဲရွတ်မလားအဲ့ဒါမျိုးတွေရွတ်လို့ရတယ်ဒါမဲ့ဟိုစိုင်းသိခါကြတော့ပါလဲဆိုတော့အတန်တစ်ခုရဲ့လှိုင်းရှိတယ်အတန်တစ်ခုရဲ့ထန်ရှိတယ်အဲ့ထန်ကိုယူဆပြီးတော့သူကအဲ့စကားလုံးပြောခဲ့တယ်ကျွန်တော်ကလည်းအဲ့ဟာကိုဟိုရောက်တောင်းဝန်းကျင်ပါဗျာကမ်ဆယ်ဆိုပြီးစကားလုံးကိုရွတ်လိုက်ရင် ပိုလွယ်မယ်ဆိုတော့အလူအတိုင်းဝိုင်းရှိရောအဲ့တိုင်းဝိုင်းကိုဒီစကားကိုရွတ်ပါဆိုပြီးတော့ကျွန်တော်ပြောလိုက်တယ်အဲ့ grace စကားလုံးတစ်ခုကလိုင်းပေါ်မှာပေါ့နော်အရင်ဟော့သွားတယ်ပေါ့ Okay ဟော့သွားတဲ့ဟာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်နေနေတော့ဘာမှအထွေထူးညင်းစရာလည်းမရှိဘူးပြောစရာလည်းမရှိဘူးဒီစကားလုံးကတကယ်ရောက်လာမယ်ဆိုတော့ငလျင်တို့ဘာဘေးတို့ညာဘေးတို့ကတားလို့မရပါဘူးလိုင်းပေါ်မှာမြင်ရတဲ့အရာတွေမကောင်းတဲ့ negative တွေမကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့စိုးကျိုးဖြစ်စေတဲ့အတုံးတုံးတွေမှန်မြအားလုံးကိုဒီ campaign ဆိုတဲ့စကားလုံးကိုတုံးတုံးပြီးတော့ ဒီကိုယ့်ရဲ့ပစ္စည်းအားတွေကမကောင်းတာတွေကိုမလားစေအောင်ဖယ်ထုတ်လို့ရပါတယ်။အဲ့တော့တို့ဆရာရှိရတော့မိတိကိစ္စမဆိုမိတိခိုင်းမဆိုနားနဲ့မဆိုင်ဘူးအားလုံးကြံစေ။အာဥမာကိုရှင်းပါအဲ့လိုပေါ့နော်။ဒါပါတော့ဟိုမကိုဟိုကျွန်းနမိတ်တွေရှိရကြာ။ဟိုမကောင်းတဲ့အိမ်ပက်တွေမှတ်လာတယ်။ဒိုးလာတယ်။လန့်လာတယ်။ဘာရုပ်ကုန်ဖက်ကမှန်းမသိကြောင်ပြောင်းနေကြတာကြံစေယူလိုက်လေရတယ်။လုံးပြတ်ကြည့်ပေါ့။ကြံစေ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 ။မိတိအဲ့အရာမလို့မလို့မလို့အဲ့တော့ဘောလေ။နောက်တော့ကိုကြတော့ပါလဲဆိုညီမစကားလုံးမှာပါရှိရသေးလား။ကြံစေဆိုတော့ကံဒီကိုဆယ်ပြီးတယ်။ ဘောကြတော့မကောင်းတဲ့ဟာတွေဆက်တော့ပြီးကောင်းတဲ့ဟာတွေကိုဖယ်ထုတ်ပေးရတဲ့အတန်အတန်နီးနေလေသွားစင်တယ်မြန်မာမှာအစိမ်းတစ်ခုတစ်ခုခုလောက်မယ်ဆိုရင်အဲ့လိုဘာလေးလိုအပ်လဲဆိုတော့ဟိတ်ဟိတ်ဟိတ်နော်ဟိတ်လိုတယ်ဟိတ်တစ်ခုလိုတယ်အဲ့တော့အဲ့ဟိတ်တိုင်းလုံးကြရတယ်ဥမာကျွန်တော်တို့ဒီဥမာလူတယောက်ကဟိုရုပ်ခါကြီးကြီးရောက်နေပြီဟိုပြက်နာကြီးတောင်း6000တက်နေပြီသူ့အစိမ်းဖျောင်းလိုက်နေပေးရမယ်ပေးရခါကျရောက်ဖျောင်းလိုက်ကိုထုံးအရင်ဘုရားမှာထုံးဆိုပြီးပေးလို့မရတော့ပဲသူ့ကဲသူ့ဘိုးတစ်ထောင်ဘုရားမှာဒီဖျောင်းလိုက်ကိုပထမနဲ့ကိုကြီးဘာလို့ထွက်ရလဲ သူ့ရဲ့ဒုက္ခမများအောင်ဒီဘိုးချေတစ်ထောင်လောက်ကူညီมาရမယ်ဆိုတော့ဟိုအတန်ဟိတ်ပေါ့အတန်ဟိတ်ရဲ့အမီဟိတ်ရဲ့အဲ့ဟိတ်နေတဲ့သူ့ရဲ့ကံကောင်းမှုပံ့ပိုးပေးတဲ့ပုံစံမျိုးအဲ့တဘောပါပဲအဲ့တော့ခင်ဗျားတို့မှာနော်ကိုယ့်ရဲ့ရှေ့မှာမကောင်းတဲ့အတန်တွေမကောင်းတဲ့နမိတ်တွေမကောင်းတဲ့ဖြစ်ရက်တွေမြင်ရတယ်ကြုံရတယ်ဆိုရင်ဒါငါနဲ့မဆိုင်ဘူးငါရှိလာပါမဟုတ်ဘူးအော်ကမ်ဆေ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 ဆိုပြီးတော့ရုပ်ဖက်ပြီးတော့ဖယ်ရှားလို့ရပါအောင်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်အဓိကတော့ပါလေဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်း နမိတ်တွေဟောပါတယ်ကျွန်တော်ကလည်းပြောပါတယ်ဒါပေမဲ့မလိုအပ်ဘဲတော့ကျွန်တော်မပြောပါဘူးအဲ့ကျွန်တော်ပြောတဲ့ခါဒီမှာလည်းခင်ဗျားတို့မကြိုက်တဲ့တက်တဲ့နမိတ်ဆိုးတွေပါခဲ့ရင်ဒီလိုမျိုး cancel ဆိုတဲ့ကလုံးကိုရုပ်ဖတ်တယ်ဆိုပြီးရုပ်ရုပ်ပြီးတော့သုံးရပါတယ်သူကြောက်ပြောလိုက်မှာ cancel ဆိုတာကဟိုအင်္ဂလိပ်စကားလုံးဖြစ်နေတယ်နော်တကယ်လို့တပိစာလေးရုပ်ချင်မယ်ဆိုရင်သူ့မှာအတန်နဲ့ထန်လေးတစ်ခုပါပါတယ် cancel 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 သူ flow လေးရှိပါတယ်အဲ့တော့အဲ့ဒါကြီးပြလိုက်အကိုကြီးပြပါပြီ နော်ဒါပေမဲ့ဒီဟာဒီတကယ်ရောက်လာမဲ့နမိတ်ကိုတော့ရောက်လာတဲ့အရာကြီးကိုတားလို့မရပါဘူးဆိုတော့စင်ကြီးရလာတယ်ဟာစင်ကြီးကောက်ကိုဖယ်သွားပါစေကန်ဆယ်ရုပ်နေလို့ပြီးရမလဲစင်ကြီးကိုကိုတိုက်ပါဘောပတ်တင်လာတော့ပါလဲဆိုတော့စင်လာမလားမသိဘူးဟိုဟာဖြစ်မလားမသိဘူးဒီဟာဖြစ်မလားဆိုတဲ့ဟာမျိုးဒါကြီးလာရင်ကိုယ့်ရဲ့ထိကန့်တယ်ဒါကြီးလာရင်ကိုယ့်ရဲ့အဆင်မပြေဘူးလာလဲလာသေးရမို့အတန်ပဲကြားရတယ်အဲ့အတန်ဟိုလိုနေတဲ့အတန်ပေါ့ဆိုချုပ်ကန်ဆယ်